်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာမှာရှိတဲ့စာတင်ကျောင်းကိုနိုမာလာ9ရက်နေ့နေ့လယ်ပိုင်းကစစ်တပ်ကလီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ဆောင်ပြည်သူတွေနဲ့ဒေသခံတွေထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါရယ် ရှေကူမြို့နယ်နဲ့မတရားမြို့နယ်အဆက်မန္တလေးမတရားမိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ရွှေပြည်ကြီးရွာကစာသင်ကျောင်းမှာစစ်ဆောင်တချို့နေထိုင်နေကြပြီးအဲဒီစာသင်ကျောင်းကိုစစ်တပ်ကအလျင်နဲ့ပုံကျဲခဲ့တာဖြစ်ပါတယ်။ကနအူးတရင်ချက်လက်တွေအရမိန်းကလေး၃ယောက်နဲ့ယောက်ျားလေး၁ယောက်သေဆုံးခဲ့ပြီးနောက်ထပ်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းများကသိဆုံးသူအများစုကမတရားဘက်ကစစ်ဆောင်နေပြည်သူတွေဖြစ်တယ်လို့စင်ကူးမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တယောက်ကပြောပြပါဗျာ။ မရယာမြို့နယ်ထဲမှာအာဏာသိမ်းစစ်တပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်နေတာကြောင့်ဒေသခံပြည်သူတွေကမရယာမြို့နယ်ထိစပ်နေတဲ့တခြားဒေသတွေကိုဆစ်ရှောင်နေရတာ၃လကျော်ရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။နိုင်ငံတကာအသိမှတ်ပြုခံရရေးအတွက်အာနာတိန်ဆဲအုပ်စုဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုသာဦးစားပေးနေပြီးဒီရွေးကောက်ပွဲနဲ့ပတ်သက်လာရင်အထူးမခံအကဲဆက်နေပါဗျ။ရွေးကောက်ပွဲကိုဝေဖန်ရင်ဖန်စီတာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်မဲဆန္ဒနယ်မြေရယူနိုင်ဖို့အပြင်းထန်စစ်ကြောင်းထိုးတာစရတွေကိုလှုံ့ဆော်နေပါဗျ။ဒီအကြောင်းကိုမြတ်သစင်ကပေးပို့ထားတာပါရှင်။2010ပြည့်နှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ2021စစ်အာဏာသိမ်းပြီးနောက်အာဏာသိမ်းစစ်အုပ်စုဟာပြည်ရင်းမှာရောပြည်ပမှာပါအတိမတ်ပြမှု တရားဝင်မှုမရတဲ့စိန်ခေါ်မှုကိုအကြီးအကျယ်ခံနေရတာပါ။တရားဝင်မှုရခြင်းနဲ့စစ်အုပ်စုဟာအမျိုးသားပြန်လည်တင့်မြင့်ရေးကြွေးကြော်သံနဲ့အားလုံးပါဝင်တဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပပေးမယ်ဆိုပြီးကြွေးကြော်နေတာပါ။ဒီလိုကြွေးကြော်နေတဲ့စစ်အုပ်စုဟာရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ်စစ်ကောင်စီကိုဖျက်သိမ်းပြီးနိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းတရားရေးကော်မရှင်ဆိုတဲ့စစ်ကော်မရှင်ကိုဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းပြီးတဲ့နောက်တင်းကျပ်တဲ့ဥပဒေအစ်တွေကိုလည်းထုတ်ပြန်ခဲ့ပြီးအဲ့ဒီထဲမှာရွေးကောက်ဥပဒေလို့ခေါ်တဲ့ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေလည်းပါဝင်ပါတယ်။အဲ့ဒီဥပဒေဟာတေတံအပါဝင် ပြင်းထန်တဲ့ပြစ်ဒဏ်တွေပါဝင်တယ်လို့ရွေးကောက်ပွဲကိုစန့်ကျင်ပြီးနှုတ်နယ်ပြောရုံနဲ့ထောင်နဲ့၃နှစ်ကနေ9နှစ်အထိချမှတ်လို့ရပါတယ်။ဒီကောက်ပွဲကဟိုပါဘောနော်အားလုံးပါဝင်တဲ့ all inclusive ဖြစ်တဲ့ record ပဲဟုတ်တယ် multi party record ပဲဟုတ်ပါတယ်ဆိုတာမျိုးနဲ့နိုင်ငံတကာဘူရောကြည်တဲ့မာရောဒါဘယ်လိုဖြစ်ပေါ်ကန်တာလုပ်တယ်အမ်ဒီ misinformation တွေပြည်ပြီးတော့လုပ်နေတာရှိတယ်ဒါကတော့တပိုင်းပေါ့နော် record ပဲက free and fair မဖြစ်တဲ့အကြောင်းတွေတို့မဟုတ် record ပဲဆိုင်ရာအဝေးဖန်သုံးသပ်တဲ့အကြောင်းတွေအဲပြောကြဆိုကြတဲ့ဈေးကြတာကြတဲ့ဒီပြည်များကိုလည်းဒီမတရားဥပဒေပြဋ္ဌာန်းပြီးတော့ ဖြစ်စီရည်ရွယ်တာရှိတယ်ပေါ့ဆိုတော့ဒီဥစ္စာတွေကိုအလုံးစုံခြုံပြီးပြောမယ်ဆိုရင်တော့ဒါ election online school တော့ပြောလို့ရတာပေါ့နော်အော်တိုဘာလ29ရက်နေ့အထိရွေးကောက်ပွဲကိုဝေဖန်လို့ဆိုပြီးအဲ့ဒီရွေးကောက်ဥပဒေနဲ့88ယောက်ကိုအရေးယူခဲ့ပါတယ်ဒီလိုဖမ်းဆီးအရေးယူခံရသူတွေတဲ့အသက်မပြည့်သေးတဲ့လူငယ်တွေလည်းပါဝင်တယ်လို့ရွေးကောက်ပွဲဝါရဖြန်ရုပ်ရှင်တွေကိုဝေဖန်ခဲ့တဲ့အမှုပညာရှင်9ယောက်လည်းပါဝင်ပါတယ် ဒါတွေကစေအုပ်စုကသူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာသူတို့ရွေးကောက်ပွဲကိုပြည်သူတွေမဆန့်ကျင်ရအောင်ဖိနှိပ်တာတွေဖြစ်ပါတယ်။တစ်ဖက်မှာလည်းရွေးကောက်ပွဲ ပြုလုပ်ကျင်းပနိုင်ဖို့ဆိုပြီးတော်လိုင်းရင်အင်အားစုတွေစီမှာလက်လွတ်ဆုံးရှုံးထားရတဲ့နယ်မြေတွေကိုပြန်လည်ရယူဖို့လေကြောင်း လက်နက်ကြီးတွေသုံးပြီးစစ်ကြောင်းထိုးတာရွာတွေကိုမိရှို့တာတွေလည်းလှုပ်ဆောင်နေပါတယ်။စစ်ကော်မရှင်လောက်ခံရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့မြို့နယ်တွေမှာတော်လန်ရေးလက်နက်ကိုင်အင်အားစုတွေတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပြီးစစ်ရေးပြင်းထန်တဲ့နယ်မြေတွေပါဝင်ပါတယ်။ဒါ့အပြင်စစ်ကော်မရှင်ကမြို့နယ်63မြို့နယ်ကိုအရေးပေါ်ကြေညာထားပြီးအဲ့ဒီကြေညာထားတဲ့မြို့နယ်တွေထဲ15မြို့နယ်မှာရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီးကြေညာထားပြန်ပါတယ်။အဲ့ဒီ15မြို့နယ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲနယ်တီဘောကိုတော့ စစ်ကော်မရှင်ကမကြသေးခင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါအန်၊ခွ၊တန်တွဲတောင်ကုန်းမြို့နယ်တွေကိုတော့အရခတ်တတော် AA ကထိန်းချုပ်ထားပါတယ်။ကော့ဂရိတ်နဲ့ကြိုင်းစိတ်ကြီးကိုတော့စစ်ကော်မရှင်ကအပြင်းထန်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းဟာဖောင်းကတော့ကရင်မွန်နဲ့တနင်္သာရီပြည်နယ်၃ခုကမြို့နယ်၁၅ခုလောက်မှာစစ်ကော်မရှင်ရဲ့စစ်ရေးဖိအားပေးမှုတွေက တိုးလာတယ်လို့ဆိုပါတယ်။ မဲဆန္ဒနယ်မြေတွေကိုရယူနိုင်မှုလှုံ့ဆော်မှုတွေကြောင့်ပြည်သူတွေကလူခွင့်ရေးချိုးဖောက်မှုတွေကိုခါးစည်းခံနေရတယ်လို့လည်းဆိုပါတယ်။မဲဆန္ဒနယ်မြေတွေမရမကယူပြီးတော့နိုင်ငံနိုင်ငံကိုလှုပ်ပြမဲ့သဘောတော့ရှိတယ်။အဲ့အတွက်လည်းပိုက်စိတ်တိုက် PR ပေးမှုတွေလုပ်တယ်နော်မြေပြင်ရောဝင်ရောစိုးကျိုးတက်ရောက်မှုက နောက်တစ်ဆလောက်ပြည်သူတွေထပ်ပြီးတော့ခါးစည်းခံရတဲ့အနေအထားမှာရှိတယ်။ဒီစစ်ဘေးရှောင်တွေ ထတိုးလာတယ်เนาะပြီးခဲ့တဲ့အခေါက်ပြီးခဲ့တဲ့အပတ်တင်ပဲ3000ကျော်လောက်ထတိုးလာတယ်အဲသိတာထင်ရှားတယ်အာရွာတွေမိရှုခံရတယ်เนาะကြေးရွာပေါင်းဖြစ်ရွာလောက်မိကျိုးမိရှုခံရပြီးတော့အင်ဂျီပေါင်းအလုံးကြီး300ကျော်လောက်ပြကြပါပြီပြီးလို့ရှိရင်ကျွန်တော်ဟိုမတရားဖန်ဆီးမှုတွေအပါအဝင်เนาะနေမြေပိတ်ဆို့မှုတွေเนาะနေမြေကန့်သက်ပိတ်ပင်မှုတွေမတရားလုပ်လာတယ်ဒီခင်းချင်းကကျွန်တော်တို့ဒီလုံးဝ ပြိနှိပ်ချုပ်ချယ်ပြီးတော့ဖြစ်လာတယ်နော်အတင်းတုပ်တဲ့အခင်ချင်းဖြစ်တဲ့သူကဒီကိစ္စတွေကိုကျွန်တော်တို့လိလိမရှုသင့်ဘူးရုပ်ောက်ပွဲသူတို့အနိုင်ရလဲကျက်ကျညာတိကြိုင်ဒီအနိုင်ရလက်တည်ဒီဟို man made လို့ခေါ်တဲ့သူကနေတမင်လှုပ်ယူပြီးတော့ဖြစ်လာတယ်နော်ချိုးဖောက်မှုတွေဖြစ်တဲ့အတွက်စစ်ကော်မရှင်မှာလုံးဝတာဝန်ရှိတယ်အာနာသိန်းစစ်အုပ်စုကနိုင်ငံတကာအတိမတ်ပြုခံရဖို့အရေးရွေးကောက်ပွဲလုပ်ဖို့အဲ့ဒီလိုစိုင်းပြင်နေပေမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာပြုလုပ်ခဲ့တဲ့ မြမအရေးအာဆီယံသုံးဖွဲ့ဆိုင်ဆွေးနွေးမှုအပြီးမှာတရားမျှတမှုပွင့်လင်းမြင်သာမှုနဲ့နိုင်ငံသားအလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲ ဖြစ်တဲ့ကြောင်းနဲ့အာဆီယံပုံသဘောတူညီချက်၅ချက်ကိုသာအလေးပေးဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒါ့အပြင်နိုဝင်ဘာလ9ရက်နေ့ကကျင်းပတဲ့နယူးဇီလန်ပါလီမန်လွှတ်တော်ကလည်းမြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်စရာမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ်။ကျမရည်တည်စီပါ because there will be no genuine opposition parties on the ballot paper အမေရိကန်နိုင်ငံရေးလောကမှာဩဇာအရှိဆုံးတွေကတယောက်ဖြစ်သတ်မှတ်ခံထားတဲ့နန်စီဖယ်လိုစီဟာသူနားယူတော်မယ့်အကြောင်းကိုကြေညာသွားပါတယ်။ လာမယ့်2029ဇန်နဝါရီလအတွင်းလွှတ်တော်အမတ်တက်တန်းကုံဆုံးချိန်မှာနောက်တစ်ကြိမ်အရွေးချယ်ခံတော့မှာမဟုတ်ကြောင်းဖယ်လိုစီအနေနဲ့အတည်ပြုလိုက်တာပါအသက်85နှစ်အရွယ်ဖယ်လိုစီဟာပထမဆုံးနဲ့တိုးရီတော်အမျိုးသမီးအောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့အပြင်ဆယ်စုနှစ်၄ခုနေပါအထိနိုင်ငံရေးဖြတ်သန်းမှုကြီးမားခဲ့တာပါဖယ်လိုစီဟာအောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ကိုတက်တန်း2ကြိမ်ထမ်းဆောင်ခဲ့ပူပြီး2009ခုနှစ်ကနေ2011ခုနှစ်အထိနဲ့2019ခုနှစ်ကနေ2023ခုနှစ်အထိတည်ကြာစီဖြစ်ခဲ့တာပါ ။အမေရိကန်အခြေခံဥပဒေအရအောက်လွှတ်တော်ဥက္ကဋ္ဌဆိုတာသမရနဲ့ဒုသမရပြီးရင်တတိယမြောက်ယာရုအမြင့်ဆုံးပုဂ္ဂိုလ်အဖြစ်အသေးစိတ်ဖော်ပြထားပါတယ်။2003ခုနှစ်ကနေ2023ခုနှစ်ထိအောက်လွှတ်တော်မှာဒီမိုကရက်တစ်ပါတီကိုဦးဆောင်ခဲ့တဲ့ဖယ်လိုစီဟာအနားယူသွားပြီးရင်နောက်နိုင်ငံရေးအရလွှမ်းမိုးနိုင်စွမ်းတွေရှိနေအောင်မှာဖြစ်ကြောင်းသုံးသပ်ထားပါတယ်ရှင်။ TV ရုံးမြစ်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်